အမျိုးသားဖြစ်သူရဲ့အခြေအနေမှန်ကိုချုပ်ပေါ်ပြောပြလိုက်တဲ့မင်းသမီးကြီးခိုင်တင်ကြီးမင်းသမီးကျော်ခိုင်တင်ကြီးကတော့အခုချိန်မှာအများပြလွန်တဲ့စိတ်ညစ်စရာတွေမိသားစုအရေးတွေကြောင့်အမှုပညာလောကကနေပျောက်ကွယ်နေရအတော်ကြာခဲ့ပါပြီအသက်53နှစ်အရွယ်ရှိပေမဲ့မပြတ်စည်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားသလိုသေးသေးလေးကိုလုံးလေးကြောင့်မြန်သူတကာအားကြတဲ့အခြေပါပဲ အသက်50ဆိုတာကင်ကနဲတစ်ခုလိုသာသတ်မှတ်ထားသလိုသူရနုပြလပမှုတွေကတော့ညံတူတိုင်းမအောဘဲကိုမနေနိုင်ပါဘူးနော်။အရင်လပမှုတွေနုပြမှုတွေကြောင့်ပဲအခုချိန်မှာပြည်တွေကြားတွေမှာနမဲကြောချနေကြရလေးဖြစ်ပါတယ်။ သူရဲ့ချုံမွန်မှုပြုမှုတွေကြောင့်ဇလန်ကောင်းကောင်းနေရာကောင်းကောင်းတွေရိုက်ခွင့်ရနေသေးပေမဲ့တမတ်မချားရဲ့မိသားစုရေးကြောင့်အမှုပြာလုပ်တွေကိုဆွန့်လွတ်ချခဲ့တာတော့ကြာခဲ့ပါပြီ။ခိုင်တင်းကြီးကတော့အမှုပြာလုပ်တွေကိုဆွန့်လွတ်ချခဲ့တဲ့ကောင်ပိတ်တရရရှိတိတ်မရောက်ဖြစ်ခဲ့တယ်လို့ဆိုရှယ်မီဒီယာကလည်းတော်ရုံအသုံးမပြုခဲ့ပါဘူး။ခိုင်တင်းကြီးကတော့လက်ရှိမှာအေးရဲ့ကိစ္စအဝဝကိုတာဝန်ယူနေရတာမို့အမှုပြာလုပ်တွေနဲ့ကင်းကွာနေတဲ့သဘောပါပဲ။ ။အရင်ကဆိုရင်မိခိုးဆရာအမျိုးသားရှိတာမို့ဝတ္တနာပါရနုပညာလုပ်တွေကိုလောက်ကိုင်းနိုင်ကြရလေဖြစ်ပါရဲ့။အမျိုးသားရထောက်ပံ့ပေးမှုတွေနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနိုင်ကြတဲ့ခိုင်တင်းကြီးကတော့လွန်ခဲ့တဲ့၃နှစ်ကစပြီးအိမ်တော်ဦးစီးတာဝန်တွေကိုကျန်ပိုးကြရလေဖြစ်ပါရဲ့။ခိုင်တင်းကျေးရဲ့အမျိုးသားကုခန့်ကျော်ကတော့2022ခုနှစ်မှာနိုင်ငံရေးကိစ္စတခုနဲ့ဖန်ဆီးခံကြရတာအခုချိန်ထိပါပဲ ခိုင်တင်းကြရတော့အမျိုးသားဖြစ်သူရဲ့စိတ်အိမ်မုတ်ကိစ္စတွေငွေကြေးကိစ္စတွေနဲ့မအားလက်နိုင်အောင်ဖြစ်နေကြတာပါအញ្ញာအမျိုးသားဦးစီပေလောက်ကင်ကလေးအလို့တွေကိုလည်းဆက်လက်ပြီးလက်ပတ်နိုင်အောင်စူးစမ်းလောက်ကင်ရဲ့အမျိုးသားဖြစ်သူဘယ်တော့အများပြန်ရောက်လာမလဲဆိုပြီးစောင့်စားနေကြရလဲဖြစ်ပါတယ်။လူငင်ချန်တာခွင်ဆိုတဲ့အတန်ကြာတိုင်းခိုင်တင်းကြရလဲရင်တထိတ်ထိတ်နဲ့စောင့်စားကြရတယ်လို့ပိတရီကလည်းမိသားစုတွေပြန်ဆုံကြဖို့စူတောင်းမြတ်တာဖြစ်နေပါပဲ။ အခုလိုမျိုးပဲတော့များပြန်လို့မလဲဆိုပြီးစောင့်မျှော်နေကနေတိမ်မကြခင်ရပိုင်းကခိုင်တင်းကြည်လိုမိသားစုပြန်လဲပေါင်းစည်းသွားပြီးဆိုပြီးလိုင်းပေါ်မှာဗီရီပြန်နေနေကြကြလဲဖြစ်ပါတယ်။အဲဒီတင်းကြောင့်ပဲပရိတ်တွေကတော့အပျော်ရေပြန်နေနေတဲ့ခိုင်တင်းကြည်လိုမိသားစုကိုကြည့်ပြီးပျော်ရွှင်ပေးခဲ့ကြသလိုအနုပညာရှင်ချို့ကလည်းခိုင်တင်းကြည်စီဖုံးဆက်ပြီးဝန်ကြားအားရတဲ့တွင်မိခဲ့ကြပါသေးတယ်။ နေ့တော်ကြောက်ကွဲကွာနေရတဲ့မိသားစုတွေပြန်လည်ပေါင်းစည်းနေရကိုကြည့်ပြီးအမှုပညာရှင်တွေရောပရိသတ်တွေကပါအကျဉ်းနှုန်းကြားခဲ့ကြလေဖြစ်ပါတယ်။တက်လာတဲ့သတင်းတွေတက်ပုံနေကြအလုံးကပျော်ရှင်နေကြပေမဲ့အဲ့ဒီသတင်းတွေအမားရိပါဆိုပြီးခိုင်တင်ကြတရားစိတ်ညစ်ညစ်နဲ့ဖြေရှင်းလာခဲ့ပါပြီ။အမျိုးသားအဖြစ်တို့ပြန်လွတ်မဲ့ရက်ကိုစောင့်မျှော်နေရတဲ့ခိုင်တင်းကြီးကတော့မဟုတ်မမှန်တဲ့တွင်တွေကြောင့်နာကျင်မှုတွေအတိတ်တဖန်ခံစားနေရပြီလေဖြစ်ပါတယ်။ ခိုင်တင်ကြရတော့ line ပုံမှာပြန့်နှံ့နေတဲ့သတင်းစကားတွေပုံတွေကတကယ်မဟုတ်ပဲ page 2တွေက follower ရှာကျွန်လုံးလုပ်တယ်ဆိုတာကိုပြည်သက်တိအောင်ပြောပြလာခဲ့ပေးလေဖြစ်ပါတယ်။ line ပုံမှာတက်နေတဲ့ view တွေကအရင်ကရိုက်ထားတဲ့ view တွေပါဆိုပြီးရှင်းပြခဲ့သလိုသတင်းမေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးသူရဲ့အကောင့်ကနေတင်လာခဲ့တာလေးဖြစ်ပါတယ်။ ခိုင်တင်းကြီးကတော့အမျိုးသားဖြစ်သူရဲ့စိတ်ကြောင်းစိတ်ညစ်နေရချိန်မှာတရင်မာရီအကြောင်းမေးပြောက်ကြတဲ့နာကျင်မှုတွေကိုနောက်ထပ်တစ်ကြိမ်ခန်းစားနေရပြီလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအတွေ့အကြုံတွေပြန်လည်ခေတ်ဦးမှာပြလို့ကျွန်တော်ရဲ့ page လေးကိုလည်း like or follow ထားပေးကြပါဦးနော်။အဆုံးထိအားဖြင့်ကြည့်ရှုမှုတက်လေကျေးဇူးများတင်ပါတယ်ရှင်။နောက်ကြောင်းအတွေ့အကြုံတွေပြန်လည်ခေတ်ပါမယ်။